ထရင်တစ္ဆကန်လှုပ်ပရေဖိအားပေးမှုကစွန့်ရတဲ့လောက်ရဟုဟာမတ်ပြောကြံကျန်ရှိနေတဲ့တစ္ဆကန်အလုံးကိုချွင်းကျက်လှုပ်ပေးဖို့နဲ့တိတ်ဆုံးသူတွေရဲ့ရုပ်ကျွင်းတွေကိုပြန်ပေးဖို့ဟာမတ်ဘက်ကမလုပ်ဘူးဆိုရင်အပေးယူလုံညှိနှိုင်းမှုတွေပြီးဆုံးသွားမှာဖြစ်တယ်လို့တမလာထရက်ကသူ့ရဲ့ထရက်လူမှုကွန်ရက်မှာရေးသားထားတာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်ဒီလိုထရက်ရဲ့ဖိအားပေးခြင်းကြောင့်ပြောဆိုမှုတွေဟာအလွန်ဆိုးရတဲ့လောက်ရတစ်ခုဖြစ်ကြောင်း ဟမ်းမန်အဖွဲ့ကမှတ်ချက်ပြုထားပါတယ်။ဒါအပြင် Trump ရဲ့ချင်းချမှုတွေဟာအပြစ်ခတ်ရစဲရေးသဘောတူညီချက်ကနေနှောက်ထွက်ဖို့ကြိုးပမ်းနေတယ်။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကြိုးပမ်းမှုတွေကိုထောက်ခံနေတာဖြစ်တယ်လို့ဟမ်းမန်အဖွဲ့ကပြောကြားထားပါတယ်။ Israel နဲ့ Hamas ကြားအပြစ်ခံရစေရေးသဘောတူညီချက်ပထမအစီအဟာပြီးခဲ့တဲ့စနေနေ့တုန်းကအုံဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ X-ray သစကန်33ဦးနဲ့ထိုင်းနိုင်ငံသားသစကန်5ဦးကိုဟမ်မတ်ဘက်ကပြန်လှုပ်ပေးခဲ့ပြီးအပြန်လှန်အပြင် X-ray ဘက်ကဖမ်းဆီးထားတဲ့ပါလက်စတိုင်း2000လောက်ကိုပြန်လှုပ်ပေးခဲ့ပါတယ်။တောင်းဆိုထားတဲ့အတိုင်းသစကန်တွေကိုပြန်မလှုပ်ပေးဘူးဆိုရင်လှုပ်ရှားရှိတာတွေကိုအဆုံးသတ်လှုပ်ဆောင်ဖို့ X-ray အတွက်လိုအပ်တာတွေပို့မှဖြစ်ကြောင်းနဲ့ဟမ်မတ်အဖွဲ့ဝင်တဦးတယောက်မှလုံခြုံမှာမဟုတ်ဘူးလို့လည်းတမရထရက်ကဂျင်းဝါပြောဆိုထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။